် United အခန်းအဟိလေအချက်ဘယ်တမျှလုံးမမိန်လားများ Manchester Forwards ကနေပြန်လဲကြိုးစားလိုက်ပါရင် Manchester United အတွက်အခက်ခဲဆုံးဆိုတဲ့အချိန်ကာလကိုရောက်ရှိနေပါပြီအသင်းကအစောအဆုံးရာသီအဖြစ်သမိုင်းမှတ်တမ်းတင်ပြီးရာသီသင်းရတော့မယ့်အချိန်မှာတခုတည်းသောဖလားမျော်လင့်ချက်ဖြစ်တဲ့ Europa League ဖလားကိုလည်းလက်လွတ်လိုက်ရပါရင် United ဟာဒီရာသီမှာအဆင်းဆက်ချကိုရောက်ရှိနေတဲ့အတွက်နောက်ရာသီဥရောပဝင်ကြီးယိုပါလီတလမ်းပဲရှိခဲ့တာပါ။စင်မြောင်ကြီးအမေကြမှာတက်ရတဲ့ United ကတရားသီလုံးဥရောပရှုံးပွဲမရှိခဲ့ပေမဲ့ Final ကြမှာ Tottenham ကိုရှုံးပြီးဖလားလက်လွတ်လာရပါရင မန်ချက်စတာယူနိုက်တက်ဟာနောက်ရာသီမှာချန်ပီယံလိဝင်ခွင့်မရတော့ဘူးဆိုတဲ့အချိန်မှာကစားမအသစ်တွေကိုဆွဲဆောင်ဖို့ခက်ခဲမယ်ဆိုတာတော့သိကြနေပါတယ်။ဒါပေမဲ့ဒါကြောင့်ပဲအသင်းမှာရှိနေတဲ့ကစားမတွေကိုလည်းဆက်ပြီးထိန်းထားဖို့ခက်ခဲသွားနိုင်ပါတယ်။မန်ချက်စတာယူနိုက်တက်ရဲ့ယူဘာလိဖိုင်နယ်အရှုံးကိုခွင့်ကောင်းယူပြီး sorry အသင်းအိမ်ကြီးတွေကဘရူနိုဖာနန်တက်ကိုခေါ်ယူဖို့ပြန်ပြီးစူးစမ်းလာကြောင်းသိရပါတယ်။ Sky Sports သတင်းဌာနရဲ့ဖော်ပြချက်အရ sorry Pro League အသင်းဟာအသက်30အရွယ် Portuguese playmaker ကိုနောက်ရာသီမှာအရခေါ်ယူခြင်းတွေကြောင်းသိရပါတယ်။ဒါပေမဲ့အိမ်လေးရဲ့စိတ်ဝင်စားမှုဟာ စနေနေ့အဆင့်ကိုတော့မရောက်သေးပါဘူးတခုရှိတာကအင်္ဂလန်ဟာနောက်လာတယ်မှာကလပ်ဝေါ်ကပ်ပေါင်းကစားရဖို့ရှိနေပြီးဓာတ်လက်ကောင်းတစ်ခုကိုရယူသွားနိုင်ဖို့မျှော်လင့်နေပါတယ်ဒီအတွက်အင်္ဂလန်ကကစားမသည့်ခေါင်းယူမှုတွေကိုဇက်လိုက်ပြုလုပ်သွားဖို့ပြင်ဆင်နေပြီးဂျော်လာ၁ရက်နေ့ကနေ၁၀ရက်နေ့အတွင်းအပြောင်းအရွှေ့အပြီးတက်နိုင်မှကစားမလူစင်တင်သွင်းနိုင်ပါတယ်ဖြစ်ပါတယ်ဖိုင်နယ်ကတော့ယူဘာလိဖိုင်နယ်မှာတော်တန်ကို1-0နဲ့ရှုံးနေခဲ့တဲ့ပွဲပြီးမှရင်သူ့ရဲ့အနာဂတ်အကြောင်းကိုသူကိုယ်တိုင်ပြောလာခဲ့ပါတယ်ပါနေတဲ့ကသူ့အနေနဲ့မန်ယူနိုက်တက်ဘက်ကသွားဖို့အချိန်တန်ပြီးလို့မပြောမချင်းအတင်းပါပဲဆက်ရှိသွားမှာဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ် ပြဿနာတစ်ခုရှိနေတာကမန်ချက်စတာယူနိုက်တက်ရဲ့ထီလူထီခင်ဖြစ်နေတဲ့ဘန်နာရေးစီမင်းဖြစ်ပါတယ်။ယူနိုက်တက်ဟာရှေ့အပြောင်းရွှေ့တွေမှာငွေအမြောင်များသုံးဆဲထားပြီဖြစ်တာကြောင့်ဘန်နာရေးစီမင်းနဲ့မညှိချင်ရင်နွေရာသီအသုံးဆဲကပေါင်သန်းတရာအောက်ပဲသုံးဆဲနိုင်တော့မယ်လို့သိရပါတယ်။အင်မော်ရင်ကအသင်းကိုသူ့စိတ်ကြိုက်ကစားသမားတွေနဲ့ပြန်လည်တည်ဆောက်ချင်နေတဲ့အခါနေရာတော်တော်များများကိုကစားမအစ်တွေပြန်လည်ခေါ်ယူဖို့လိုအပ်နေပါတယ်။ဒီအတွက်ယူနိုက်တက်မှာရွေးချယ်ချာမရှိဘဲအသင်းရဲ့ကစားမတွေကိုရောင်းထုတ်ဖို့ပဲရှိပါတော့တယ်။ ရိုဝင်အင်မော်ရင်ကသူ့ရဲ့ကစားကွက်မှာအမွေတော့တဲ့ကစားသမားတွေကိုရောင်းချသွားမှာဖြစ်ပြီးအကယ်ဒမီထွက်ကစားသမားအနေနဲ့အယောင်းစင်းမှာပါဝင်နေပါတယ်။ဒါပေမဲ့အင်မော်ရင်ကဘရူနိုဖာနန်တက်ကိုတော့အသင်းမှာဆက်ပြီးရှိနေစေခြင်းပြီးသူနဲ့အတူအသင်းတီဆောင်ရေးမှာပါဝင်စေခြင်းနေပါတယ်။ Sky Sport ကတော့အိမ်လေဟာနောက်လာအမေရိကန်မှာကျင်းပပြုလုပ်သွားမယ်။ Club World Cup အတွက်ဘရူနိုဖာနန်တက်ကိုအမေရိကန်လိုရှိနေတယ်လို့တင်ဆက်သွားခဲ့ပါတယ်။ဖာနန်တက်ရဲ့အစားအသောက်က2029မှာကုန်ဆုံးတော့မှာပါ။ ီတော့စံချိန်တွေပြောင်းရှင်းခြင်းနဲ့ကန်လတ်တော့ရင်ဖာနန်ဒက်ကိုခေါ်ယူနိုင်ဖို့မျှော်လင့်နေပါတယ်။အနက်စာအသင်းမှာအဆင်မပြေဖြစ်နေပြီးစာချုပ်အသစ်မချုပ်ရသေးတဲ့ခရစ်စတီယာနိုရယ်တို့ကလည်းအဲဒီလေကိုပြောင်းရှင်းပြီးကလပ်ဝေါ်ကကစားချင်နေတယ်ဆိုတဲ့သတင်းတွေကထွက်ပေါ်နေပါတယ်။တကယ်လို့သူတို့နှစ်ယောက်စလုံးကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင်အဲဒီလေဟာပေါ်တူဂီရဲ့အစွမ်းထန်ဆုံးတိုက်စစ်တွဲကိုရရှိပိုင်ဆိုင်မှာလည်းဖြစ်ပါတယ်။ ။အိုင်လန်ဟောရီယယ်မက်တွင်ပါချူကောရမ်ဘိုးဆဲဘက်တို့နဲ့တုံးစုနဲ့ကြားရောက်နေပြီးနောက်တစ်ဆင့်တက်နိုင်ဖို့ပြောင်းလဲနေပါတယ်။ဒီတော့မကြာခင်ဖိုင်နယ်နဲ့ကိုတရားဝင်ကမ်းလှမ်းလာဖို့ရှိနေပြီးအသင်းအဆုံးဖြတ်ချက်ကိုစောင့်ကြည့်ရပါမယ်။ဖိုင်နယ်နဲ့မန်ချက်စတာယူနိုက်တက်ဟာဒီဟာဒီမှာနောက်ဆုံးပွဲအဆင်ဖြင့်အင်စတိုဗီလာကိုအိုထရက်ဖို့ပါရှင်မန်ကစားရအောင်ပါပါ။ယူနိုက်တက်အနေနဲ့စံချိန်ဆိုးတွေကိုရှင်းမဆက်စေဖို့ဒီပွဲကိုအနိုင်ယူပြီးယာတီသိမ်းဖို့တော့လိုအပ်နေပါတယ်။ဒါပေမဲ့ဗီလာကချန်ပီယံလိဝင်ခွင့်အတွက်တိုက်ပွဲဝင်နေတာမို့ရေကုန်ရေကန်ထုတ်ကစားလာမှာလည်းဖြစ်ပါတယ်။ United တို့ Old Trafford ပြိုင်တဲ့ကိုနိုင်ပွဲနဲ့နှိမ့်သိမ့်နိုင်မလားဆိုတာကိုတော့ဒီတော့မှဆက်လက်စောင့်ကြည့်သွားရပါမယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကနားပါမယ်။နောက်နေ့မှာလည်းအကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Football Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါရခင်ဗျာ။